်အလုံးမဲမင်္ဂလာပါများစိုင်းလန်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်းတွေကတော့ကြက်ကိုရှင်နယ်လက်တစားနေတဲ့နေကတော်ကိုအေးအေးယူဖို့လုပ်နေပြီဆိုလာတဲ့ကြော်ဆိုးပြောလာတဲ့ရုပ်သံဗီဒီယိုလေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာကြော်ဆိုးကအဲ့ဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ပြန်လဲမျှဝေထားတယ်ဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တက်ဝေးပန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဇိုင်းနဲ့သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ အဲ့တော့ကျွန်တော်ဒီလက်ရှိဒီအပိုင်းမှာဟိုမှာနက်ကတော့ကနက်ဝင်နေဆိုပြီးတော့ဗျာကြက်ကြက်အရှင်ကြီးတို့ကောင်ဖမ်းလာယူလာတော့ယူလာပြီးတော့အရှင်ကြီးကိုစားတာခင်ဗျားတို့လည်းမြင်မှုနဲ့ထဲပါလေနက်ဝင်အဲ့လိုဝင်လာလားကျွန်တော်မေးကြည့်တာနက်ကအဲ့လိုဝင်လာလားခင်ဗျားအိမ်မှာရှိနက်နဲ့ပတ်သက်တဲ့ခင်ဗျားစာအုပ်ဒီဒီစာအုပ်တွေရှိထုတ်ထားတဲ့ဒီပညာရှင်ရေးထားတဲ့စာအုပ်တွေရှိနက်ကနက်ဝင်အဲ့လိုအကြက်သားတွေဒီလိုအစိမ်းစားခါမစားဘူးကြည့်လိုက်ခင်ဗျားအိမ်နက်နဲ့ဒီနက်မြန်မာနိုင်ငံမှာရှိတဲ့ဒီနက်တွေနက်ကဘယ်နှပါးရှိတယ်ဘယ်နက်ကဘယ်ရဘယ်ရစသဖြင့်ဒီနက်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာရေးထားတဲ့စာအုပ်တွေရှိတယ်အဲ့ဒီတဲမှာဒီနက်ကဝင်နေဆိုရင်အသားစင်းငါးစင်းကျွေးရတယ်လို့မပါဘူး မပေါင်းမှာကျွန်တော်မတွေ့ဘူးတချို့တော့ရတယ်လူလုတာသူတို့လက်လာပါပုံပြီးတော့လူလုတာပလောက်ဆိုးွားလဲဗျာခင်ဗျအဲ့ဒီမြင်ကွင်းနေရခင်ဗျလူတွေရဲ့စိတ်ကိုခင်ဗျကြည်နူးစိတ်မဖြစ်စေဘူးခင်ဗျကျွန်တော်တို့အဲ့ဒါကြီးအံ့အောင်အင်းနေဒီချက်ကြီးကိုဗျာခင်ဗျတို့လက်ကြီးကြီးပါလိမ့်မယ်ဒီချက်ကြီးကိုဗျာချက်ချက်ကြီးကိုကင်ရင်ကင်ပြီးတော့ခေါင်းကနေဆွဲပြီးစားတာပြီးရင်ချက်ကြီးကိုဆွဲဖြက်ရင်ဝါကိုဆွဲဖြက်ရောဆွဲဖြက်ပြီးဦးလေးစားတဲ့ကလီစာကြီးစားဘယ်လောက်ဒီဆိုလဲအဲ့ဒါနောက်ဝင်လာတာကျွန်တော်မေးချင်နောက်ဝင်အဲ့ဒီလိုဝင်လာတာကျွန်တော်ရည်စရာတစ်ခုနေကြောပြောပြအောင်ကျွန်တော်တို့အရင်ကကျွန်တော်တို့အဖေတွေမေးရဟိုလာလုပ်တယ်နေ့တွေပိုင်းတင်ကြတယ်ဗျာနေ့တွေပိုင်းတင် ဟိုနက်ဒီဘိုက်တင်နေဆိုတော့ကျွန်တော်တို့ခင်တော့နက်ဝင်နေပေါ့ဗျာနက်ဝင်နေဆိုပြီးတော့အလာနေကျွန်တော်တို့ကလည်းပြန်ရွတ်ရွတ်တယ်လို့ဆိုတော့ဗျာအချက်တွေတိုက်တာပြီးလည်းပြောနောက်ဝင်မဝင်တော့မသိဘူးအဲ့ဒီနက်အဲ့ဒီအဲ့ဒီလိုပါပေါ့အဲ့နက်နက်ကတော့တော့ထမ်းမျိုးထမ်းမျိုးထွားရတယ်ထမ်းမှထွားရတယ်အဲ့တော့တချို့ຢာတွေကခင်ဗျဘလို့မှခင်ဗျရုပ်တိပေတာမကြောက်ဘလို့မှမဖြစ်နိုင်ခင်ဗျမရှိဖို့ရှိလိမ့်မယ်လို့တော်လည်းပဲဒီလိုမျိုးခင်ဗျချက်ကိုအစိမ်းစားလာတော့မဖြစ်နိုင်ဘူးကျွန်တော်တို့ဖတ်ဘူးတဲ့စာအုပ်တော့မရှိဘူးဒါတွေကကျွန်တော်တို့အမြင်လည်းမတင်တယ်ဘူးဒါတွေကခင်ဗျဟိုအကောင့်ဘက်ကိုလည်းမရှိနိုင်ဘူးခင်ဗျအသားစိမ်း၅စိမ်းစားတာဗျာအသားစိမ်း၅စိမ်းစားတာခင်ဗျလူကောင်းတွေကဘယ်လူကောင်းမှအသားစိမ်း၅စိမ်းမစားဘူး ခဏတို့ကျွန်တော်တို့ကြည့်လိုက်အသာကခမရတို့ဒီချက်တွေဝဲလာရနော်ခမရချက်တွေဝဲလာတယ်ချက်ကိုတေချာဆေးကြောပြီးချက်တေချာဆေးကြောဟင်ခဝေချာနေတဲ့စီမွေးတွေပါတတ်အစစ်စစ်ပြက်ပြီးဆိုပါစားကြတာပြက်ပြီးဆိုမှစားကြတာအဲ့တော့ဒီလိုမျိုးအသားစင်းငါးစင်းကိုစားရဲဆိုတာခမရလူကောင်းလားလူဆိုးလားဆိုတာခမရသိလေပဲဘလောက်ဆိုးသွားလဲဗျာနောက်ဝင်အဲ့ဒီလိုဝင်လာတော့ကျွန်တော်မေးချင်တာကဲဘလောက်ဆိုးသွားလဲပဝင်ချင်မှလည်းကျွန်တော်အမြင်မတက်တဲ့ဘူးအဲ့လိုလူမျိုးတွေနောက်ဝင်ဝင်ခေါ်ပြီးတော့နောက်တော့ကောင်ထပ်စားမယ်ဘယ်နှကောင်စားမလဲကျွန်တော်ဆိုရင်တော့ခမရထားပြီးတော့ဘယ်နှကောင်စားမလဲစားခိုင်းပါဘလောက်မှရိုင်းထားလဲဗျာခမရဘလို့မှအမြင်မတက်တဲ့ဘူး တေချာတော့အဲ့မှာနတ်နဲ့ပတ်သက်တဲ့ကမ္ဘာစာအုပ်တွေရှိတယ်အဲ့လိုစာအုပ်တွေမရေးတာဘူးအဲ့ဒီလိုနတ်တရားဝင်အဲ့လိုစားရတယ်လို့မပါဘူးမပါဘူးကျွန်တော်တို့လည်းနတ်နဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆွေတွေရှိပါတယ်ရှိပါဦးကျွန်တော်တို့တကယ်ဟောပေါ့ဒီ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 နတ်ပွဲတွေအကြီးတွေကလည်းမိတ်ဆွေတွေရှိပါတယ်ရှိပါတယ်အဲ့လိုမြင်ဝင်တစ်ခါမြင်ဘူးကျွန်တော်ငယ်တော့နတ်ပွဲကိုရှောက်ရှောက်လိုက်တာရှောက်ရှောက်လိုက်တာမရှိပါဘူးအဲ့လိုမရှိပါဘူးမဟုတ်ပါဘူးတချို့ကကျွန်တော်ဒီကျွန်တော်တို့ဒီဘာပဲဖြစ်ဖြစ်သူတက်ဆိုင်အောင်ဖွဲ့လေဝင်ပြီးထိန်းသိမ်းမှုလို့လေဗျအမြင်မတက်တဲ့အောင်ဒီနေရာမှာကျွန်တော်တို့ကလေးသူငယ်တွေကြီးလိုက်ပြီးသူကလေးတွေရဲ့စိတ်ထဲမှာဘယ်လိုမျိုးတွေခံယူပါမလဲ ပြီးလူငယ်လူငယ်တွေကြည့်လိုက်မယ်ဆိုရင်ဘယ်လိုမျိုးတွေခံရပါမလဲဒါတွေကကျွန်တော်အမြင်တက်တဲ့ကိစ္စမဟုတ်ဘူးခင်ဗျာနောက်ဆုံးပြခင်ဗျာဒီရုပ်ရှင်ဗီဒီယိုကားထဲမှာတော့ဆလိတ်တော့ရင်ကျွန်တော်စမ်းသာဖြတ်တယ်ဗျာစမ်းသာဖြတ်တယ်အရက်ခွက်ကိုင်ပြီးဆိုလည်းစမ်းသာဖြတ်တယ်ဗျာအဲ့လိုပဲကျွန်တော်တို့ဒီရင်ဟိုက်တာတို့ဒီကားပေါ်တာတို့စမ်းသာဖြတ်တယ်ရုပ်ရှင်တွေမှာဒါကြောင့်ကျွန်တော်ဒီအဒီအဲ့ဒီအရာကိုကျွန်တော်ပြင်းပြတဲ့အရေးယူတင်တယ်ဗျာအဲ့တော့အဲ့ဒီပြဿနာပတ်သက်ပြီးတော့ကျွန်တော်ဒီကနေ့မှထပ်တွေ့ရတာကဒီဒီမြန်မာနိုင်ငံဒေဝပညာရှင်များစီကားထင်းထင်းကော်မတီဘူဟာသူတို့ထုတ်ပြန်လာတယ်ထုတ်ပြန်လာတယ်ဒါတော့ကျွန်တော် net ရဲ့သူတို့ရဲ့ဒီကော်မတီပေါ်ပြစီကားထင်းထင်းကော်မတီပေါ်တဘောအားလုံးနားလည်အောင်ပြောရမှာဆိုတော့အဲ့တော့ဒီအဲ့ဒီဖြစ်စဉ်ဖြစ်တဲ့နေရာကအေယာဝန်ဒီတာကြီးဖြားပုံမျိုးနဲ့အမှတ်၃ရောက်ကွက် အမှတ်သုံးရောက်ကမှနက်ကနက်ကအဲ့တော့အဲ့နက်ရိုးရရိုးရနက်ကနာပွဲပေါ့ဗျာပြီကံတော်တခင်မပူဇော်ကားကြတယ်ဗျာအဲ့တော့ပြီကံတော်တခင်မအဲ့လိုကြက်စားလားမကြက်ကိုအရှင်စားလားမစားလားမသိဘူးကျွန်တော်တို့ဘက်မှာနက်ကျွန်တော်တို့ဘက်မှာလည်းဒီဒီရိုးရနက်တွေရှိတယ်ရိုးရနက်တွေရှိတယ်ကျွန်တော်တို့အဖေဘက်လည်းရိုးရနက်ရှိတယ်အမေဘက်လည်းရိုးရနက်ရှိတယ်ဒါကြောင့်ကျွန်တော်တို့ဘက်မှာရှိတာနက်ဆက်တော့မယ်ဆိုရင်ကျွန်တော်တို့ကအမတန်တန်ရှင်းရှင်းဒေအိုးကိုခင်ဗျအိုးသက်အိုးသက်စီတော်မှစီသက်စသဖြင့်ပေါ့ဗျာကျွန်တော်တို့ဘက်မှာအဲ့လိုဆက်ကြတာတိတိကျကျကိုကြက်ကြက်နက်နက်လုပ်ပြီးမှနက်ပူဇော်ကြတာ နိုင်နိုင်ပတ်တိုင်တော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာရှိတဲ့လူတွေအားလုံးမကင်းပါဘူးဘုရားဘာသာဝင်တိုင်းအားလုံးမကင်းပါဘူးကျွန်တော်ဒီမြန်မာယုံကြည်တဲ့လူတွေကျွန်တော်ဆွာတာမဟုတ်ပါဘူးဘယ်လိုမျိုးကအောင်လဲကျွန်တော်လက်မခံသင့်တဲ့အကြောင်းပြောတာပါအဲ့တော့ကျွန်တော်တို့အဖေတွေကျွန်တော်တို့ဖိုးပါတွေနဲ့တည်တင်ကြတယ်ပြီးရင်ကျွန်တော်တို့ဒီလေရိတ်ကုန်မယ်ဆိုလည်းနဲ့တည်တယ်ပေါ့ဗျာကျွန်တော်တို့ဒေတာကျွန်တော်တို့ဖိုးပါတွေအဲ့လိုအဲ့လိုချက်ကြီးတစ်ကောင်လုံးကမြအလိုရင်ဝခွဲပြီးတော့လည်းမဆက်ဘူးအဲ့ဒီချက်ကိုကြော်ဖို့တော့ကျွန်တော်အိုးဒေချာတန်တယ်တချို့အိုးဒေဝင်နိုင်တဲ့အိုးဒေဝင်လည်းကြော်တယ်ကြော်ပြီးမှတိတိချာချာပူကြော်ပတာပြီးွားမှကျွန်တော်တို့စုမိစားကြတော့ကြတာအဲ့ဒီလိုကျွန်တော်ဘဝမှာတစ်ခါမှမမြင်ဘူး အဲ့လိုပဲကျွန်တော်လူပတ်ဝင်ချင်မှာဒီလိုမျိုးဒီအသားသေး၅စင်းဒီလိုကြက်ကြက်ကြီးကိုအရှင်လက်လက်ခေါင်းဆွဲဖြတ်ပြီးတော့စားခါမတူဘူးအဲ့တော့ဒါကြီးကတော့ကျွန်တော်တို့စစ်စစ်ပါအေးအေးပါပြင်းပြထန်ထန်ဆောင်းပေးတင်ပါလေလုံးဝအမြင်လည်းမတင်နေပါဘူးအဲ့တော့ဒါကြီးကလည်းလူကောင်းတွေလုပ်တဲ့အလုပ်မဟုတ်ဘူးခမားကလူကောင်းဆိုရင်ခမားအသားသေး၅စင်းမစားဘူးခမားကလူကောင်းမဟုတ်ဘူးဆိုရင်တော့ခမားကအသားသေး၅စင်းစားလိုက်မယ်အဲ့တော့အဲ့ဒီလူကခမားဖန်တီးထားတယ်လို့လူကောင်းမဟုတ်တယ်လူပဲလူကောင်းမဟုတ်တယ်လူပဲတော်တော်ဆိုးတယ်ပေါ့ဗျာအဲ့တော့အဲ့ဒီလူရဲ့နာမည်ကကျွန်တော်တို့ဒီမှတ်တမ်းနေမှာဆိုရင်တော့သူက မှတ်တမ်းဒီမှာတော့သူ့ရဲ့နာမည်တော့သူရေးသားထားတယ်ဗျာသူ့ရဲ့နှက်ကတော့နာမည်ဘယ်သူ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 ရေးသားထားတယ်ပေါ့အဲ့အဲ့မှာကျွန်တော်တို့ဆက်ပြီးတော့ဒီမြန်မာနိုင်ငံဒေဝပညာရှင်များစိတ်ကထင်းထင်းစိတ်ကထင်းထင်းကော်မတီဘုကသူတို့ထုတ်ပြန်တာတွေ့ရတယ်အဲ့အဲ့ဒီလိုထုတ်ပြန်ချက်ကိုလည်းကျွန်တော်တို့ကြိုးစားပါတယ်ကြိုးစားပါတယ်ချက်ရှင်ဟာစိတ်လိုက်စားပြတဲ့ဒီရုပ်တံဗီဒီယိုကိုလူမှုကင်မာတို့တွေ့တယ်ပေါ့ဗျာတွေ့တယ်ဒီပုံမှာ online မှာဒါအများကြီးသူဝေဖန်မှုတွေလည်းရှိပါတယ်ချက်တည်းအဖြာဖြာနဲ့ပြည့်စုံသော ဒီဝရနာမင်းအပေါင်းတို့ရဲ့ရှေ့မှာဒီလိုမျိုးကြက်အရှင်ဟာအစိမ့်လိုက်စားပြပူဇော်ခြင်းဒီအမတ်တမဆက်ဆုပ်ညွန်စားဝယ်အတိဖြစ်ပြီးတော့ဒီနာမင်းအပေါင်းမှာပူဇော်ပါတာယူတိကြတဲ့ခုနှစ်သားသမီးမျိုးကိုလည်းခုနှစ်သားသမီးမှလည်းအထင်းကြီးလွှဲမစေတယ်ပေါ့ဗျာဒါကဒီလိုမျိုးကိုက်ကိစ္စကကျွန်တော်ဆက်ဆုပ်ညွန်စားဝယ်ကိစ္စဖြစ်ပါတယ်ဒါမှန်တယ်ဒါသဘောတူတယ်ဒါချမှာပြီးတော့ကျွန်တော်အဲ့အဲ့လိုမြင်ကွင်းနေကြအဲ့လိုအချက်လက်တွေကြောင့်မြန်မာနိုင်ငံဒီဝါပညာရှင်မှာစီကံထိန်းသိမ်းကော်မတီဘိုကနေပြင်ထောက်ကောင်းကွက်ဆောက်ကြပါတယ်အဆိုပါနက်ကတော့အောင်ကိုမင်းကိုကော်မတီလုံလုံလုံလေးကဆက်လက်အရေးယူဆောင်ရွက်ပြင်ဆင်နေပါတယ်အဲ့ဆိုတာကဒီဒီဒီကတဲ့ဒီတက်ကိုအစိမ်းစားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒီတယောက်ကို နဂရောအောင်ကုန်မင်းကိုဥပရိယသူတို့ဆောင်းမယ်အဲ့တော့တနည်းပြကျွန်တော်အရေးယူဆောင်မှုတွေလုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့သိရပါတယ်ဒါကကျွန်တော်တို့ကြိုးစားပါတယ်ဒါကြောင့်ခမားတို့ခမားတို့ပူဇော်တဲ့သူတွေကခမားတို့ပူဇော်တဲ့သူတွေကလူကောင်းလားလူဆိုးလားပေးချစင်းသားပါပတ်စံအကုန်မခံပါနဲ့ပတ်စံအကုန်မခံပါနဲ့အဲ့တော့ခမားတို့စင်းသားပါလူကောင်းတွေကဘယ်တော့မှအသာစင်ငါးစင်မစားဘူးနတ်ကောင်းတဲ့မြက်တွေလည်းဘယ်တော့မှအသာစင်ငါးစင်မစားဘူးကမစားဘူးတချို့ကိစ္စတွေဖန်ထိထားတာလုပ်ယူထားတာလုပ်ယူထားတာဒါတွေကျွန်တော်ဆင်ခြင်နိုင်မှုလို့ပါတယ်နောက်ထပ်ဒီမှုဆက်ပြီးပြပေးချင်ပါတယ်ဒါကတော့ဒါရုရှားနိုင်ငံခီးစင်ပါတရုတ်သမ္မတ ရှီကျင်းပင်နဲ့နိုင်ငံစီမအုပ်ချုပ်ရေးကောင်စီတို့တွေ့ခဲ့တဲ့အချိန်တွေပါအဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ဒီမှာဒါတွေ့ဆုံနိုင်မှုရှိတယ်ဆိုပြီးတော့ကျွန်တော်သတင်းဖော်ပြခဲ့ပါတယ်ဒါကကျွန်တော်နိုင်ငံတွေကဝန်တာစရာလည်းတခုဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီတရုတ်မြန်မာတရုတ်မြန်မာနှစ်နိုင်ငံရဲ့နှစ်နိုင်ငံပူးပေါင်းဆောင်နေတဲ့စီမံကိန်းကိစ္စတွေအဲ့ဒါအချိန်ုံနဲ့ကျွန်တော်တို့ဆက်ပြီးသွားမယ်ပြီးတော့ကျွန်တော်တို့ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေတွေပြီးရင်မြန်မာနိုင်ငံမှာရှိနေတဲ့ပြည်ပကအခြေအနေနဲ့ပတ်သက်ရင်ဒါတရုတ်သမ္မတရှီကျင်းပင်ကဒီအပေါ်မှာသူနဲ့နဲ့ဆိုင်ဆိုင်ဒါကန့်ကွယ်မယ်လို့ကျွန်တော်နားလည်ရတယ်အဲ့တော့ရှင်းပါလေလက်နက်ကိုင်အဖွဲ့တွေအဖွဲ့တွေအားလုံးမှာအားလုံးကသူတို့ရဲ့ကြောတောက်နောက်ခံပြုတ်ထားတဲ့ ိုင်ငံတစ်ခုရဲ့အထောက်ပံ့မပိုင်ရက်တည်လို့မရဘူး။တတိယပဲကျွန်တော်တို့ KI ဆိုတာလေတရုတ်ရဲ့ရက်တည်ချက်မပိုင် KI ရက်တည်လို့မရဘူး။တရုတ်နိုင်ငံရဲ့ထောက်ပံ့မှုမပိုင်သို့မဟုတ်ကျွန်တော်ယူနန်ပြည်နယ်အစိုးရဖွဲ့ရဲ့ထောက်ပံ့မှုမပိုင်ရက်တည်လို့မရဘူး။အဲ့လိုပဲကျွန်တော်တို့ USA တို့ဒီဘက်ကကျွန်တော်တို့ MMDA တို့ Myanmar တို့ TNL တို့ပြီးကျွန်တော် AA တို့ပဲစသဖြင့်လက်နက်ကိုင်အဖွဲ့တွေအားလုံးအားလုံးကသူတို့ရဲ့သူတို့ကိုလက်ခံတဲ့နိုင်ငံတခုသူတို့ကိုပံ့ပိုးတဲ့နိုင်ငံတခုမရှိရင်ဘလို့မှရက်တည်လို့မရဘူး။တတိယပြည်ကျွန်တော်တို့အိန္ဒိယမြန်မာနယ်စပ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေရှိတယ်။ အဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကအဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကိုအိန္ဒိယအစိုးရကထောက်ပံ့မှုမရှိခဲ့တဲ့ခါကျတော့ဒီအဲ့ဒီဖွဲ့တွေကျွန်တော်မရှင်းနိုင်ခဲ့ဘူးတိုးတိုးလည်းပဲကျွန်တော်တို့ဒီအချိန်မှာတော့အခြေအနေတခုတော့ရှိနေတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့မနေ့ကမနေ့ကကျွန်တော်တို့ဒီရှင်းချင်းပင်နဲ့ရှင်းချင်းပင်နဲ့ကျွန်တော်တို့နိုင်ငံတော်ဝန်ကြီးကြီးရဲ့တွေ့ဆုံမှုအခြေအနေကိုကျွန်တော်တင်ပြပါမယ်အဲ့ဒီမှာအဲ့ဒီမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံဘက်ကတော့ဒါနိုင်ငံတော်စီမအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအပါဝင်ဒါကျွန်တော်စစ်ပတ်ဆိုင်ရာအကြီးအကဲတွေအတက်ဖက်မှာကျွန်တော်တို့ဒီအရပ်ဖက်ဝန်ကြီးတွေပေါ့ဗျာဝန်ကြီးတွေကျွန်တော်တက်ရောက်တာတွေ့ရတယ်အထူးပြည်သူသမ္မတနိုင်ငံဘက်ကတော့ဒါတရုတ်ကွန်မြူနတီပါတီရဲ့ဘိုးကော်မတီစသဖြင့်ပေါ့ဗျာတနည်းအားဖြင့် ုတ်ကွန်မြူနတီပါတီရဲ့ခေါင်းကြီးပိုင်းတွေပေါ့ခေါင်းဆောင်ပိုင်းတွေတက်ရောက်တယ်။အဲ့ဒီဒီတရုတ်နဲ့တရုတ်ခေါင်းဆောင်တွေနဲ့ဒီမြန်မာခေါင်းဆောင်တို့တွေ့ဆုံတဲ့နေရာမှာတရုတ်ရဲ့ဒီနိုင်ငံသားရေးဝန်ကြီးဌာနကလည်းဒါမြန်မာနိုင်ငံရဲ့ခေါင်းဆောင်လို့ဒါနာဆကအုပ်ကတော့သုံးဆရာတွေ့ရတယ်။ပြီးတော့သူတို့ရဲ့ဒီနှစ်ဖက်တွေ့ဆုံမှုပေါ့နောက်ပဲတွေ့ဆုံပြီးရတဲ့ခုံနေအပြင်စင်ပါဆိုရင်လည်းပဲနှစ်ဖက်ခေါင်းဆောင်တွေကျမျက်နှာချင်းနဲ့တွေ့တယ်။ဒါဘယ်သူကထိတ်ကထိုင်နေဘယ်သူကအောက်ကထိုင်လဲအဲ့လိုမရှိဘူး။နှစ်ဖက်အပြန်လန်နှစ်ဖက်ကျွန်တော်တို့ကဒီအပြိုင်ပေါ့အပြိုင်ဇဝင်းတို့ကအပြိုင်ထားတယ်။ဟိုဘက်တိဘက်ကျွန်တော်တို့ဒီမျက်နှာချင်းနဲ့တွေ့တယ်ပေါ့။အဲ့ဒီဓာတ်ပုံမှာဆိုတော့ကျွန်တော်တို့ဒီဒီနာဆကအုပ်ခရနဲ့ရှီချင်းဘင်တို့ကမျက်နှာချင်းနဲ့တွေ့တယ်။မျက်နှာချင်းနဲ့ကျွန်တော်ပြောကြဆိုကြတယ်ပေါ့။ပြောကြဆိုကြတယ်။အဲ့ဒီမှာ အဲ့ဒီအတွေ့အကြုံမှာဆိုကျွန်တော်အချက်လက်အချို့အချက်လက်အချို့ကိုကျွန်တော်ကောင်းလို့ပြင်ပြပေးပါတယ်ပြင်ပြပေးချင်ပါတယ်ပထမဆုံးတွေ့အကြုံမှာတော့ကျွန်တော်ဒီတရုတ်တမလာရှိချင်းပဲပေါ့ရှိချင်းပဲကဒီမြန်မာနိုင်ငံမှာတွေ့အကြုံလာတဲ့ဒီဖြစ်ပေါ်ခဲ့တဲ့ငလင်နဲ့ပတ်သက်ရင်ငလင်နဲ့ဒီပတ်သက်ငလင်အကြောင်းတို့ကြီးမားသောဆုံးဆုံးမှုတွေဖြစ်တယ်အတော့တရုတ်နိုင်ငံအနေနဲ့ကျွန်တော်တို့ဒါမြန်မာနိုင်ငံမြန်မာနိုင်ငံသူနိုင်ငံသားတွေသာသာရှိမယ်ဒီငလင်ပေးနဲ့ပတ်သက်ပြီးတော့တို့ပြန်လဲထူထောင်ရေးတို့ဒါဆောင်ရမယ်ပူပေါင်းပြီးဆောင်ရပေးမယ် ်ငလင်ကိစ္စပါတယ်ပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအချုပ်ချာအာဏာမြန်မာနိုင်ငံအချုပ်ချာအာဏာနဲ့ပတ်သက်တရုတ်နိုင်ငံနေနဲ့အများနဲ့အသိမပြုတယ်ပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံအချုပ်ချာအာဏာပြီးရင်မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကိုသူအများနဲ့ထောက်ခံအပိလက်ရှိတယ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတရုတ်နိုင်ငံကဆက်ပြီးတော့ပါဝင်မှာပေါ့နံပါတ်1ကတော့ကျွန်တော်တို့နံပါတ်1ကတော့ငလင်ပေးငလင်ကိစ္စမြန်မာနိုင်ငံမှာငလင်လုပ်တဲ့အတွက်သူတို့စိတ်မကောင်းဖြစ်ရတယ်အဲ့တော့ဒီမြန်မာနိုင်ငံငလင်ပေးပြန်တဲ့သူတို့အိုင်းနဲ့ပတ်သက်ရင်တရုတ်နိုင်ငံက ါကျွန်တော်တို့ထဲထဲဝင်ပူပေါင်းဆောင်မယ်ထဲထဲဝင်ပံ့ပိုးမယ်ပြီးတော့ကျွန်တော်နိုင်ငံတော်ရဲ့အချုပ်ချအာဏာအချုပ်ချအာဏာနဲ့ပတ်သက်ရင်ဒီကဒီနိုင်ငံကဒီမြန်မာနိုင်ငံအချုပ်ချအာဏာကိုလေးစားတယ်တန်ဖိုးထားတယ်လေးစားတယ်တန်ဖိုးထားတယ်ပြီးရင်ကျွန်တော်တို့ဒါမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရေးပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတို့ပံ့ပိုးမယ်ပံ့ပိုးမယ်အဲ့ဒီမှာကျွန်တော်ထပ်ပြီးတော့ဒီတက်ချုပ်ကြအခြေအနေပတ်သက်ပြီးတင်ပြတာကဒါငလေးလုပ်ပြီးတော့ငန်းလေးလုပ်ပြီးတော့ဒီ16နှစ်ကြီးအကြာမှာမြန်မာနိုင်ငံတိုးရဲ့အကူအညီကယ်ဆယ်ဖွဲ့ရောက်လာတယ်အဲ့အတွက်တို့ကျေးဇူးတင်တယ်ပေါ့ပြီးရင်မြန်မာနိုင်ငံပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ဒါရှိလို့ရှိရှိဒီနိုင်ငံကအကူအညီပေးဖို့အကူအညီပေးရဒီလုပ်ငန်းစဉ်ဒီပေါ်မှာတို့ ဒါကျေးဇူးတင်တယ်ပေါ့ဗျာပြီးတော့ကျွန်တော်တို့တရုတ်နိုင်ငံနေနဲ့ဒီလိုအပ်တင်များကိုဆက်လက်ပံ့ပိုးပေးဖို့ပေါ့ဒါဒီမြန်မာနိုင်ငံရဲ့ဒီငလင်ပေးငလင်ပေးနဲ့ပတ်သက်ပြီးတော့ပြန်လဲထူထောင်ရေးတွေမှာပြန်ပြီးတော့ကျွန်တော်တို့စဉ်းစားမပြတ်ပေါ့စဉ်းစားမပြတ်လိုအပ်တဲ့အရာကိုကျွန်တော်ဆက်ပြီးတော့ပံ့ပိုးပေးဖို့အပြစ်တရရခံတယ်ပေါ့ဗျာဒါတော့ကျွန်တော်တို့ဒီငလင်ပေးနဲ့ပတ်သက်ပြီးတော့ဒါပြန်ပြီးတော့ကျေးဇူးတင်စကားပေါ့နောက်တစ်ချိန်တကွာကျွန်တော်တို့ဒီတန်ငင်းသမန်ကိစ္စပါ ဲ့မှာကျွန်တော်တို့တချို့ကြီးကနေပြီးတော့ဒီလက်ရှိဖြစ်ပေါ်နေတဲ့တန်ခိုးသမန်ကိနေပတ်သက်ရင်အတွေ့ပြောဆိုမှုကတရုတ်နိုင်ငံအနေနဲ့ဒီမြန်မာအရေးကိစ္စတွေမှာပေါ့ပတ်မြန်မာအရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒေတာတွေနဲ့နိုင်ငံကစာမျက်နှာတွေပေါ်မှာမြန်မာနိုင်ငံဘက်ကနေပြချက်တီးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံအနေဖြင့်လဲယခုနှစ်ကုန်ပိုင်းမှာပါတီစုံဒီမိုပါတီစုံဒီမိုကရေစီအထွေရုပ်ောက်ပွဲအောင်မြင်အောင်ကျင်းပပြုလုပ်ပါမယ်လက်ရှိလဲကျွန်တော်ချူတင်ပြဆင်ထားတဲ့အခြေအနေကိုပြောပြရှင်းပြရတယ်ပေါ့ဗျာပြီးရင်ကျွန်တော်တို့ရုပ်ောက်ပွဲကာလမှာနိုင်ငံတကာကအလိုက်အဖွဲ့တွေဖိကြားနိုင်မို့လဲဆောင်းပြီးဆောင်းနေတယ်ပေါ့ဗျာဆောင်းနေတယ်ပြီးတော့ကျွန်တော်တို့အင်နာချင်းနိုင်ငံများနဲ့အတူအိတူပူမြအနာဂတ်ဝင်များအတိုင်ဝိုင်းအတိုင်ဝိုင်းတစ်ခုကိုအတိုင်ဝိုင်းတစ်ခုကိုတိဆောက်သွားမယ်ပေါ့ဗျာစသဖြင့် 上面就是八的，对吧？然后就是你你丢的嘛，那人家讲错的也都错吧。然后底下嘞就是呃，今年的苦，今年的爸爸嘞，你看我就是你最高位，最高位高，懂没？最高位高没？最高位那不得行？丢那人家里面，那人家高位那不得了？丢那人家嘞，阿爸偷看啊，滚你没？滚你没？然后就是把你家丢给的吃的。哎，嘛，我在这苦啊，就是你，你嘛那人三亚丢的那东你特别在马来这苦多的。哎，今年我就是特别听他话没？哎，我送的就是你，你丢他们来时间啊？ ဒီ bank road ပေါ့ bank road ကိုစပြီးတော့ကျွန်တော်တို့အရေးသေးမြန်မာဆိုအတူတူတိဆောက်သွားမယ့်ကိစ္စတွေပါတယ်အဓိကတော့ကျွန်တော်တို့တရုတ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေပါတယ်ပြီးတော့အမှနောက်ထပ်ဒီစိတ်ဝင်စားဖို့တကူကဒီသမရာကြီးရှိပြောတာကမြန်မာနိုင်ငံအနေဖြင့်ဒီမြန်မာနိုင်ငံရှိတရုတ်ဝင်တဲ့တရုတ်ဝင်တဲ့အဖွဲ့အစည်းစီမံကိန်းများကြီးဘေးကင်းလုံခြုံမှုကိုအမှခံပေးဖို့ပြီးတော့ကျွန်တော်တို့ online လောကစားလေလံမှုစတဲ့ဒီနေဆက်ဖြတ်ကျော်ပြည်မှုကျွလုံသမားကိုတိုက်ဖြတ်တိုးမြင့်တိုက်ဖြတ်သွားဖို့မျှော်လင့်ပါတယ်တဲ့မျှော်လင့်ပါတယ်ဒါတော့ကျွန်တော်တို့ဒီသမရာကြီးရှိရဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တိုင်ဝမ်နဲ့ထုတ်ပြန်ချက်ကိုကျွန်တော်ပြန်ပြီးတော့ကိုကတင်ပြပေးတာဖြစ်ပါတယ်အဲ့တော့ တော့ကျွန်တော်တို့ဒါနိုင်ငံဝန်ကြီးချုပ်ကြီးနဲ့တမရာကြီးရှိတို့တွေ့ဆုံမှုကမြန်မာနိုင်ငံအတွက်ကျွန်တော်တို့ဒါအရေးတစ်ခုကိုကျွန်တော်မြန်မြန်ဆန်ဆန်ရွေးมาဖြစ်တယ်။ခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမြန်မာနိုင်ငံတည်ငြိမ်နေတဲ့ပတ်သက်ရုပ်နိုင်ငံကအရေးကြီးတဲ့အခက်အခဲမှာတည်ရှိတယ်။နောက်တစ်ခါကလက်ရှိဒီနာဆာကဥက္ကရာပေါ့။နာဆာကဥက္ကရာကလည်းဒီမြန်မာနိုင်ငံတည်ငြိမ်နေတဲ့ပတ်သက်ရင်ဒါသူဒါခေါင်းဆောင်ကြီးဒါကျွန်တော်တို့ဒီမြန်မာနိုင်ငံခေါင်းဆောင်ကြီးပေါ့ဗျာ။ဒါအစွမ်းကိုစူးစမ်းနေလို့ကျွန်တော်မြင်တယ်။စူးစမ်းနေလို့မြင်တယ်လက်ရှိဒီတမရရှိချင်းပင်နဲ့နာဆာကဥက္ကရာတို့တွေ့ဆုံမှုကခင်ဗျားရုရှားကိုသွားလို့အင်းနီနာချင်းမလို့နှစ်ဖက်ခေါင်းဆောင်တွေတွေ့ကြတာမဟုတ်ဘူး ရှင်ချင်းပြရလဲအင်ဂျင်နီယာချင်းတို့တွေ့ကြတာမဟုတ်ဘူးဟာဒီမြန်မာနိုင်ငံကမြန်မာဒီ NASA ကဥက္ကဋ္ဌတို့ရုရှားလာကြတယ်တွေ့ကြမယ်ဆိုပြီးအဲ့လိုတွေ့တာမဟုတ်ဘူးကျွန်တော်တို့တရုတ်သမ္မတရှင်ချင်းမင်းနဲ့ဒီ NASA ကဥက္ကဋ္ဌတို့တွေ့ဆုံမှုကသူတို့အချင်းချင်းကျွန်တော်တို့အများကြီးအများကြီးဆွေးနွေးရတယ်နံပါတ်1ကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံနဲ့လက်ရှိဒီနိုင်ငံရေးဝန်ကြီးဌာနတို့အချင်းချင်းဆွေးနွေးတယ်ပြီးတော့ကျွန်တော်တို့ဒီတရုတ်နိုင်ငံဆိုင်ရာမြန်မာတန်ရုံတို့စသဖြင့်တရုတ်အစိုးရနဲ့ကျွန်တော်တို့အချင်းချင်းဆွေးနွေးတယ်ဆွေးနွေးပြီးွားမှနောက်ဆုံး final ကြမှာကျွန်တော်တို့ဒီလိုမျိုးဒီညမှာတွေ့ဆုံမှုတွေဖြစ်လာတာ တော့လက်ရှိဒီကျွန်တော်တို့နှစ်ဖက်အထုတ်ပြန်တဲ့အချက်လက်တွေကအဲ့ဒီအခြေအနေရကျွန်တော်တို့ပပလေးပါအဲ့ဒီနောက်ပိုင်းမှာဒီထက်နည်းနည်းတဲ့အရာတွေကျွန်တော်ဆွေးနွေးရပါတယ်ဒီထက်နည်းနည်းတဲ့အရာဆိုလက်ရှိဒီမြန်မာနိုင်ငံမှာရှိတဲ့တရုတ်ယင်းနှုံယင်းနှုံနာမည်ကိစ္စတွေပြီးရင်ကျွန်တော်တို့တရုတ်မြန်မာနိုင်ငံကုန်သမှုလမ်းကြောင်းတွေပြီးတော့ကျွန်တော်နေဆက်ဒေတာပြန်ပြီးတော့ကုန်စည်စည်းနိုင်မှုကိစ္စတွေမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပကတွေပြီးတော့ကျွန်တော်လက်ရှိဒီအဲ့ဒီလက်ရှိကျွန်တော်ပြုလုပ်မယ့်ဒီရွေးကောက်ပါးစံကိစ္စရပ်တွေအဲ့တော့ဒါကနှစ်ဖက်ခေါင်းဆောင်တွေကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကိုကောင်းကောင်းကြီးဆွေးနွေးခဲ့ပါတယ် တခြားတော့ခုကတော့ခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမြန်မာနိုင်ငံတည်ငြိမ်ရေးအခက်အခဲတွေနဲ့ပတ်သက်ရင်တရုတ်နိုင်ငံကကြီးမားတဲ့အခက်အခဲမှာရှိတယ်ဒါကလက်ကိုလက်ခံမယ့်ကိစ္စအဲ့တော့အခြားသောကျွန်တော်တို့ဒီထိုင်းနိုင်ငံအခြားသောကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံတွေပေါ့ဗျာဒါပေါ့အိန္ဒိယချင်းနိုင်ငံတွေမှာဆိုရင်ဒီတရုတ်ရင်းနဲ့ပတ်သက်တဲ့တို့တွေဒီဝန်ကြီးဌာနဌာနတွေရှိတယ်ဌာနတွေရှိတယ်ပြီးရင်ဒီတရုတ်ရင်းနဲ့ပတ်သက်တဲ့ဒီပညာရှင်တို့တောက်ရှောက်မှုထုတ်တယ်တောက်ရှောက်မှုထုတ်တယ်အဲ့တော့မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ဒီလိုမျိုးရှိလာမရှိလာကျွန်တော်သိချာမသိဘူးအဲ့တော့တရုတ်ရင်းကျွမ်းကျင်သူပေါ့အဲ့ဒါကကျွန်တော်တည်တည်ချာချာကိုခင်ဗျာတည်တည်ချာချာဖွဲ့စည်းရတာ တော်ရေးကျွမ်းကျင်သူထိုင်းရေးကျွမ်းကျင်သူအလာအရေးကျွမ်းကျင်သူပေါ့ဗျာပြီးအိန္ဒိယရေးကျွမ်းကျင်သူဆိုအဲ့နိုင်ငံတကာမှာအဲ့အဲ့လိုက်အဲ့လိုဆတ်တာဆတ်တာတွေရှိတယ်အဲ့တော့တို့ကဒီအဲ့လိုတွေတည်တဲ့အခါကျတန်တမမှာကျတော့တာသွားတာပေါ့ဗျာအဲ့တော့ဒီတမရာကြီးရှိကသူဗာကြိုက်တယ်တမရာကြီးရှိရဲ့ကတော့ဗာကြိုက်တယ်ပေါ့ဗျာဒါအဲ့လိုအဲ့လိုရှိတယ်အဲ့ဒီတော့အသေးစိတ်ကိုရှိအသေးစိတ်ကိုတည်တာအဲ့တော့တမရာကြီးရှိဝင်လာရင် तू ကဘဲကာလာကိုကြိုက်တယ်ဘဲရောင်ကိုကြိုက်တယ်သူ့ကဘလူးဂျူမကြိုက်တယ်အဲ့ဒါကဘာလဲဆိုတော့တကယ့်ဒါကျွန်တော်တို့အချက်လက်အလက်နဲ့ဒီလို data center တွေရှိမှရတာ ော့မြန်မာနိုင်ငံမှာတော့ကျွန်တော်တို့အဲ့လို communication ရှိမရှိတော့ကျွန်တော်တို့သိချာမသိဘူးကျွန်တော်မသိတာလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံတွေရောကမ္ဘာနိုင်ငံတွေရေးရည်နဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံမှာဆိုတန်တမန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့လိုအဖွဲ့အစည်းတွေများများရှိနေကြပါတယ်ဒါကျွန်တော်ရဲ့ဆန္ဒပါအဲ့တော့ရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိပါဘူးအဲ့တော့ဒီသိပြချောက်မယ်ဆိုရင်ကျွန်တော်မနေ့ကတရုတ်သမ္မတရှီကျင်းပင်နဲ့ဒီနိုင်ငံဆိုင်ရာအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးတွေ့ဆုံမှုကမြန်မာနိုင်ငံအတွက်ကျွန်တော်တို့တကယ့်ကိုကျွန်တော်ငြိမ်းချမ်းရေးဒါငြိမ်းချမ်းပန်းတွေပွင့်ပြီးပွင့်ဖို့အတွက်ဒါနိုင်ငံကောင်းဆောင်တွေစိုက်တူခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ 再地皮税唔再唔再地皮税，但係嗰種永久就係呢個，你買呢間百米地嘅鋪都要呢個永久地皮，六年嘅，講上都要批發嘅。地就係我嗰度咁樣，再起碼七八年，唔係再嚟廿萬咧，唔係再嚟廿萬咧。大家知道嗰啲市地廿萬未？嗰個嗱咩？嗱嗱咩？就係嗰度，嗱頭嗱上街住交盤嘛，住交盤嘛。第四啲嘅收住價，你講住邊好住公司好呢啲價？你講你諗打唔打？打喎，十二呎以上嘅就係嗰度住住好麻煩嘅，八張嚟做就四百一百二幾百。但係地皮就就嗰度就保守啲，四百一百阿九萬到呢，就地皮嘅市價依家嗱邊人依家嗱沙啲依家嚟做 စစ်ဘက်ရဘက်အာမကောင်းဆိုရင်ကျတိုင်းပြည်ရဲ့ဗတ်ပေါင်းဆောင်ဖွံ့ဖြိုးတိုးတက်ရတော်တော်ခဲပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ရှင်းပါတယ်လာမယ့်2025ယူကောက်ပွဲမှာနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဦးလာတက်ချုပ်ကြီးကတက်ချုပ်ကြီးကကျွန်တော်တို့နိုင်ငံတော်တမရတာဝန်ဆက်ပြီးထမ်းဆောင်ရည်လဲကျွန်တော်တို့ဆက်ပြီးတော့အားပေးမယ်ကျွန်တော်တို့တက်တဲ့အသက်ပညာနဲ့ဆက်ပြီးကျွန်တော်တို့